ထမင်းဆဲပကံလောက်ကောင်အောင်စားလို့ရမ်းကောင်းတဲ့ချင်းကန်ဆက်ကြက်သားတက်မြတ်၃လုံးနီးလေးကိုမျှပေးလိုက်ပါတယ်။အရင်ဆုံးကြက်ပေါင်သား၁၀တုံးကိုရေထဲမှထည့်ပေးပြီးတော့ကြက်သွတ်မိတ်၊ဂျင်း၊နနက်ပွင့်၊ဟွာကျောက်စေးထည့်ပြီးတော့မီးအေးလေးနဲ့ပဲအဖုံးပိတ်ပြီးပြုတ်ထားပေးလိုက်ပါမယ်။ ပြုတ်နေတော့အပေါ်မှာမြုပ်လေးတွေထားလာပြီဆိုရင်တော့ဆဲထားပေးလိုက်ပါအကားပြုတ်ထားတော့နောက်ထပ်ပါအမစီလေးတွေဖြစ်တဲ့ကျက်သွန်နီလေးတွေကိုလှိထားပေးပြီးတော့ငရုတ်သီးလေးတွေကိုလည်းကိုစားနိုင်သလောက်လှိထားပေးလိုက်ပါနောက်ထပ်ကျက်သွန်ဖြူလေးတွေကိုလည်းဓာပြတ်ရိုက်ပေးပြီးတော့တောက်တောက်လှိထားပေးလိုက်ပါပြီးရင်စားနဲ့တခြားပြောင်းအောင်ဆေးထားတဲ့တမယာသီးလေးတွေကိုလှိထားပေးပြီးတော့တုတ်တဲ့ချိန်ကျရင်မခါသွားအောင်လို့အစီလေးတွေကိုဖယ်ထားပေးလိုက်ပါမယ်နောက်ထပ်လူတိုင်းချိန်တဲ့နံနံမဲလေးတွေကိုလည်းလှိထားပေးလိုက်ပါဒါဆိုရင်တော့ပောင်းအပစီလေးတွေကတော့ဒါလေးတွေပါပဲ နောက်ထပ်ပကံလုံးထဲမှာငရုတ်သီးမုန့်နှဆွန်းနဲ့နှံ့ထည့်ပေးပြီးမှုေးသွားအောင်လို့အပေါ်ကနေစီပူလေးလောင်းထားပေးလိုက်ပါမယ်။ပြီးရင်တော့နှံ့သွားအောင်ဇွန်လေးနဲ့တေချာလေးမှုေးထားပေးလိုက်ပါ။နောက်ထပ်ပန်းကပြရဲ့အကြီးတဆွန်းနဲ့ဖနီကာတဆွန်းထည့်ပေးပြီးတော့ခရုစီတဆွန်းပါထပ်ထည့်ထားပေးလိုက်ပါမယ်။ပြီးရင်တော့စာကျက်သားမုန့်တခြားထည့်ပေးပြီးဟွာချောက်စီတဆွန်းပါထည့်ထားပေးလိုက်ပါမယ်။မှုေးသွားအောင်လို့နှံ့စီလေးပါထပ်ထည့်ပေးပြီး ခုနချန်ထားတဲ့တမယာတိတစိပ်ပါညှစ်ထည့်ပေးလိုက်ပါမယ်။ ြီးရင်တော့နှံ့သွားအောင်မှုထားပေးလိုက်ပါမယ်။ဒီဟင်းလေးကစားလို့ရန်ကောင်းတာမို့လို့မီးလာတော့ထမေဦးလေးရင်တည်ထားလိုက်ပါအောင်မယ်။ခုနပြုတ်ထားတဲ့ချက်သားလေးတွေရသွားပြီဆိုရင်တော့ဆဲထားပေးပြီးတော့ရေထဲမှာစိမ့်ထားပေးလိုက်ပါမယ်။အေးသွားပြီဆိုရင်တော့အသားလေးတွေကိုတေချာလေးဖွာထားပေးလိုက်ပါပြင်းတော့ခနာပြင်စင်ထားတဲ့ချက်သွုံဖြူချက်သွုံနီသမယာတီငရုတ်တီအနီနနမလေးကိုထပ်ထားပေးလိုက်ပါမယ်။ နောက်ထပ်အပေါ်ကနေ source လေးကိုလောင်းထားပေးပြီးသွားရင်တော့လက်ရေးဆွပြီးတော့နှံသွားအောင်ဖီချာလေးနဲ့ထားပေးလိုက်ပါမယ်။ဒါဆိုရင်တော့ထမင်းဆက်ပကံလောက်ကောင်းအောင်စားလို့ရန်ကောင်းတဲ့ချင်းဆက်ဆက်ကြက်သားတက်မြတ်တုပ်လေးကိုရပါပြီနော်။